လာပါရှင်ကျမကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ် ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်စံခါရဲပါတီရုံးကို အော်တိုဘာလ15ရက်နေ့မနက်9:00နာရီအချိန်မှာပြင်းအားမြင့်မိုင်းတလုံးလက်ပြေပုံးနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။ဖောက်ခွဲတိုက်ခိုက်မှုကိုရန်ကုန်အာမေမြို့ပြပျောက်ကြားတော်လရဲတပ်ဖွဲ့နဲ့အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြင်းမဲ့ကိုထိမှန်ခဲ့ကထိခိုက်မှုအခြေအနေကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲမှာပေါဝင်နေတဲ့အရာမဲ့သမ ्या ကိုတတ်ခိုက်တော့မှာဖြစ်ပြီးစစ်ကောင်စီကပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲမှာအားတက်တရလှုပ်ဆောင်နေသူတွေကိုလည်းမပူပေါင်းချဖို့ရန်ကုန်အာမင်တော်လေးရဲ့တပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။စတေမာလာ30ရင်းနဲ့ညကလည်းမြောက်ဥကလာပါမြို့နယ်အမှန်20နှစ်ရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုလက်ပြဘုံနှလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အုပ်ချုပ်ရေးအဖွဲ့ဝင်၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ရှင်။ စကိုင်းတိုင်းမြောင်မြွနေစရကုန်းကျောကိုဒီကနေ့အောင်တိုဘာလ15ရက်နေ့မနက်၈နာရီအချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တပ်ကြီးရွေော်နဲ့အမျိုးသမီးတွေအပါအဝင်အယောက်20နီးပါးဒဲရအပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ်စစ်ကောင်စီတပ်ရဲမန္တလေးမြို့အခြေဆိုင်တရာဦးလေတပ်ကနေတက်လာတဲ့ Jet Fighter အမျိုးအစားနဲ့တိုက်ပွဲဖြစ်ပေါ်တာမရှိပဲဘုံးဆစ်လုံးထက်မနေကြေးချတိုက်ခိုက်ခဲ့တဲ့အတွက်မြေပေးလန်းနေတဲ့အသက်35နှစ်ကျော်အရွယ်အမျိုးသမီးဟာဝဲပိုင်းမှာပြင်းထန်တရားရရှိခဲ့ပြီးကိုလဲအင်ကဆုံးရှုံးခဲ့ရသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ် ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုအရေးပေါ်စစ်ကူတာမှုပေးနေပြီးဇေယကုန်းရော်ကဘုံကြီးကြောင့်အပါအဝင် နေအိမ်၁၀လုံးထက်မနည်းလေထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဇေယကုန်းပကဖတာဝန်ရှိသူကတီဗူဘီကိုပြောပါရယ်စီရကုံရောဟာအင်ချီတထောင်ကျော်ရှိပြီးဒေသခံ၄ထောင်လောက်ကလေချောင်းအင်တရေကိုစိုးရင်တဲ့အတွက်နေရာဆုံးခေါ်နေကြရတယ်လို့ဆိုပါရရှင်။ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာရှိပြီးဗရန်ဒတ်နယ်အတွက်အရေးပါတဲ့နယ်ဧကန်ဗျူဟာစခန်းဟာပိတ်ဆို့ဖြတ်တောက်ခံရရတဲ့အတွက်အချိန်မရွေးကြတော့နိုင်တဲ့အခြေအနေမှာရှိတယ်လို့စစ်ရေးရင်းမြစ်နယ်ဒေသခံတွေကပြောပါတယ်။ဒါကြောင့်အမ်မင်ဘူးလမ်းကားတဆင့်တပ်ကူမပိုးနိုင်တော့တဲ့စစ်ကော်မရှင်တပ်ကလေကြောင်းကနေခဲယမ်းရိတ်ခါတွေချပင်းနေတယ်လို့ကပ္ပစ14ကနေတဆင့်မြေပြင်တပ်ကူပို့ဖို့စူးစမ်းနေကြောင်းအောက်တိုဘာ13ရက်မနက်ပိုင်းမှာစစ်ရေးရင်းမြစ်ကပြောပါတယ်။ ူရဲ့နောင်ရွာလူကလူကစမ်းစစ်တဲ့အချင်း။အင်ဘိုးနဲ့ဒီကမ္ဘာ့ဆက်လီနီယာဆက်ဆက်လာနေအိုင်လန်နီ။အဲဒီအိုင်လန်လိုတီဂျင်တက်လာတဲ့စီတော်မီယာ။အဲ့မှာတုံးရင်တူယူဝါရှိတယ်။အဲ့နာရောပဲအဲ့နာရောအဲ့နာဒီအောက်ဒီအောက်ဒေါ်ဆိုရင်ဟိုတော့ပေါ့။ဘာစီလက်သိပြီးပြီဆိုတော့အောက်ဘာဘာရှိရောပြုံးရရကိုဝါရဒါပဲရှိတော့။ဒါရတော့ဒီကြပြီဒါမှမပေါင်းနိုင်လို့ကျွန်တော်ပေါ့။အရခတတော် AA ဥဆောင်တဲ့ပူပေါင်းတက်တွေဟာ အမင်းဘူးလမ်းဟောင်းဘက်မှာဆိုရင်ပဇီရွာဝင်ချင်းလမ်းသစ်ဘက်မှာဆိုရင်ကိုကြီးရွာဝင်ချင်းအထိထိမ့်ချုပ်ထားတာကြောင့်မြေပြင်စစ်ကူပို့မရပဲပိတ်မိနေကြတာလို့သူကဆက်ပြောပါတယ်။ဒါကြောင့်ပဲစစ်တပ်ဟာကပ္ပဆဆလီကတဆင့်တော်လန်အတိုင်းလိုင်းရွာနဲ့နောင်ရွာတွေဘက်ကနေခြေလင်တက်တွေပို့ဖို့ကြိုးစားနေလို့အောက်တိုဘာ12ရက်ညပိုင်းအထိတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ဒါအပြင်ဗရန်မြို့နဲ့9မိုင်လောက်အကွာမှာရှိတဲ့ တာယာကုန်းရွာနဲ့ယုံမအစင်ကဇင်ပြွန်းရွာအကြားမှာခံစစ်ပြင်နေတဲ့အကြောင်းသိရပါဗျ။ဟိုကခံစစ်ကဟိုမရောက်လေအဲ့ဒီကအဲ့ငါငါဆိုင်နေဖြစ်တယ်ငါဆိုင်ဒုံနေဖြစ်တယ်နာမှာဒီအဲ့မှာအဲ့မှာထိုင်နေလေအဲ့ဒီရောက်ဆိုပြီးတော့ဟိုဘက်အနောက်လမ်းကောင်းကနဲ့တော့တော့ဘောကမလွဲဘူးလေဟိုဘက်ကတိထလာတော့ဟာဒီတရက်တည်းအဲ့ဘရန်ကတော့ ပုံမှန်တိုင်းလေးလေနော်ကျွန်တော်ကဘယ်လိုဒီအရက်ကလည်းဘယ်လိုလဲရေးထူပြီးဆိုတဲ့သဘောမျိုးရောက်လေခင်ဗျားဘာလို့လဲဆိုတော့တိတ်ငါစုတ်သားကြည့်တာမကြတယ်ဒါပေမဲ့ဒီနားနဲ့ကိုယ်နာကတ်လာပြီကိုယ်ဇွာနာလို့ဆိုတော့ပြောတတ်တယ်လေအဲ့ခါဆိုရင်တော့တမျိုးပေါ့အော်ဒူဘာ73ရမနက်ပိုင်းမှာတော့လက်နက်တန်ဒီခဏငြိမ်ခဲ့ပြီး နေကံဖြူဟာကိုတော်လိုင်းတက်တွေကတိမ့်ပိုက်နိုင်တဲ့တဲ့မကြရသေးဘူးလို့သူကဆက်ပြောပါတယ်။အေဦးဆောင်တဲ့တက်တွေဟာနေကံဖြူဟာစကန်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီထဲကထိုးစစ်ဆင်ခဲ့တယ်လို့ခံမှန်းရတာကြောင့်အခုချိန်ထိဆိုရင် ရှစ်လဝန်းကျင် ကြာမြင့်လာပါပြီ။ဘာကြောင့်ဒီစကန်ကနှစ်ဖက်တက်တွေအတွက်အရေးကြီးတာပါလဲ။နေကံစကန်ကိုရမယ်ဆိုရင်တော့အနည်းချုပ်ဆိုတော့ဆရာအမ်ချီစစ်အိမ်မက်ပေါ့နော်အမ်ချီစစ်အိမ်မက်လုံးဝပြတ်သွားပြီ။ ပြီးရင်ဗရန်တန်နဲ့လုံးဝနောက်ဆုံးရွှေ့ပြရမယ်နောက်ဆုံးရွှေ့ပြရမယ်ပေါ့နော်ပြီးရင်ပသိမ်မော်ယာလမ်းကိုလည်း90ရာခိုင်နှုန်းကျော်ဖြတ်တောက်လိုက်နိုင်ပြီလို့ပြောရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဒါကြောင့်ပဲနေအီကန်ဗျူဟာသာကြခဲ့မိဆိုရင်ကပါစ14ကိုပေးလိုက်ရမှာဖြစ်တယ်လို့ဗရန်တက်နဲ့အတွက်လဲချင်းချောင်းမှုဖြစ်လာမှာကြောင့်စစ်တပ်ကမဖြစ်မနေတံပြန်တိုက်စစ်ဆင်လိုက်မယ်လို့ကိုစင်ယော်ကခံမှန်းပါတယ်။ဒါအပြင်နေအီကန်ဗျူဟာဖွဲ့စည်းပုံဟာ လေကြောင်းတိုက်ခိုက်ဖို့လွယ်ကူတာကြောင့်အေးအေးအနေနဲ့တိမ့်ပိုက်နိုင်ခဲ့ရင်တောင်အထိုင်ချမှာမဟုတ်ပဲဖြတ်တောက်ထားလိမ့်မယ်လို့သူကဆိုပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့အေးအေးပြောခွင့်ရသူဥခိုင်ဒုက္ခကို DVV ကဆက်သွယ်ထားပေမဲ့ပြန်ဖြေတာမရှိသေးပါဘူး။ဒီလိုအခြေအနေတွေကြောင့်ပဲအမင်ဘူးရိုးမလမ်းပိုက်မှာတိုက်ပွဲတွေဆက်ဖြစ်နိုင်ခြေရှိနေပြီးစစ် area ကျယ်ပြန့်မှာကိုဒေသခံတွေကစိုးရိမ်နေကြပါဗျ။ ရန်ဒန်နယ်မှာစစ်တပ်ကကပ္ပစ14အပအဝင်အာမတ်3ခု5အာမတ်4ခုနဲ့အမြောက်ကိုကယ်မှုစစ်ဌာနချုပ်မာဆခ905တို့ကိုအခြေစိုက်ထားတာဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ ဟာမတ်စ်တိုက်ခိုက်ရေးသမားတွေကဂါဇာမြို့တော်မှာလူ9ယောက်ကိုစီးဝိုင်းတွေကိုဆွေးခေါ်လာကသူတို့ကိုအတင်းအကျပ်ဒူးထောက်ခံပြီးနောက်ကျော်ကနေသူတို့ကိုပြစ်သက်လိုက်တာကိုပြသထားတဲ့ဗီဒီယိုတစ်ခုအော်တိုဘားလ7ရက်နေ့တလင်းလာနေနောက်ပိုင်းမှာပြန့်နေလာပါတယ်။ အဲ့ဒီဗီဒီယိုစစ်မဲ့ကြောင့်လည်းချန်သူအဖွဲ့တွင်လည်းပူပေါင်းဆောင်ရွက်သူတွေလို့ဆွဆွဲပြီးတပြံမှုကိုတလင်းလာနေကဟာမက်စ်အပါအဝင်အဖွဲ့တွေရဲ့အဖွဲ့ဝင်တွေကလှုံ့ဆော်ခဲ့တာဖြစ်ကြောင်းကိုဟာမက်စ်တင်ရင်းမြစ်တခုကရိုက်တာကိုအတည်ပြုခဲ့ပါတယ်။ဟာမက်စ်အဖွဲ့ဟာဂါဇာကမ်းမြောင်ဒေသကအမိတ်ချိုးဖောက်မှုတွေကိုနောက်ထပ်တီးခတ်နေမှာမဟုတ်ကြောင်းလည်း ရဲသူနဲ့ပူပေါင်းသူတွေလက်နက်ကိုင်လူရဲသူတွေနဲ့မွေးရဲဆေးဝါးရောင်းဝယ်သူတွေကိုပြစ်မှတ်ထားအရေးယူတော်မှာဖြစ်ကြောင်း Hamas တရင်ရှင်မြစ်ကရိုက်တာတရင်ဌာနကိုအင်ကာနေကပြောကြားခဲ့ပါတယ်။အော်တိုဘာလ14ရက်နေ့အင်ကာနေကမြပြတဲ့တိုက်ခိုက်ရေးသမားတွေကိုပို့ပြီးတွေ့မြင်လာရာကြောင့်ဂါဇာဒေသခံတွေကပြောကြားပြီးအကူအညီတွေပေးပို့ဖို့လိုအပ်တဲ့လမ်းကြောင်းတွေတစ်ချောင်းမှာဖြတ်ကျက်နေရာယူထားကြတယ်လို့ဆိုပါရရှင်။ ဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကေခိုင်ပါ